။ဒီချဲမင်္ဂလာပါရှင်။မင်္ဂလာပါတမီလေးဟာ။အရင်ဦးဆုံးဒီချဲရဲ့နာမည်လေးနဲ့ချဲရဲ့အကြောင်းလေးမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့။အာဒီချဲကတော့ဒေါက်တာပုပ်ပုကြီးပါ။ဒီချဲတော့မြန်မာ Imperial College MIC ရဲ့ Founder and Vice Chancellor တူဖြစ်ပါတယ်။ပြီးတော့ဒီချဲက MIC မှာ Professor အနေနဲ့ဆားလဲတက်ပါတယ်တမီဟုတ်။ ချယ်ရွအနေနဲ့ပေါ့နော်အရင်ကရောအเจ้าမှာအခုလိုမျိုး e-sport ပြိုင်ပွဲတွေကိုလက်ခံကျင်းပပြီးခဲ့တာမျိုးရရှိလားရှင်။ဟုတ်ရှိတာပေါ့ဒီချယ်ရွဟိုမှာ Imperial e-sport club ပါတက်တက်ရှိတယ်ဒီเจ้าရဲ့ပေါ့နော်။ပြီးတော့ဒီလိုနှစ်တိုင်းကို championship ကိုချယ်ရွအများအားကျင်းပပေးတယ်ပြီးတော့ actively သူတို့လုပ်တဲ့ activities တွေလည်းအများကြီးရှိတယ်။အဲကြောင့်မို့ e-sport ကတော့ဒီချယ်ကအရင်ကိုလည်းစိတ်ဝင်စားတယ်ဒီချယ်ချက်တဲ့လူငယ်တွေလည်းစိတ်ဝင်စားတယ်အเจ้าသားအเจ้าသူတွေလည်းစိတ်ဝင်စားတော့ဒီချယ်အများကြီး support ပေးဖြစ်တယ်ဟုတ်။ โอเคပါရှိတဲ့ချေဒီနေ့ရဲ့ campus လိပြန်ပွဲဘောเนาะချေတို့ MIC ចောင်းတော်ရဲ့အနေနဲ့လက်ခံကျင်းပခဲ့ရတဲ့ရည်ရွယ်ချက်လေးရောတိခွင့်ရမလားရှင်ဟုတ်ဒီချက်ရဲ့အဓိကလက်ခံကျင်းပရဲ့ရည်ရွယ်ချက်ကတော့ဒီချက်လူငယ်တွေကိုအဓိကပတ်မိုးပေးခြင်းနဲ့ support ပေးခြင်းနဲ့လူငယ်တွေရဲ့ image တွေဖန်ဆင်းတဲ့နေရာမှာဒီချက်တို့ MIC ကအမြဲတမ်းတောင်းတနေရအနေကူညီနေခြင်းနဲ့အဲ့ဒီအကြောင်းမှာပြီးတော့အကစားကဒါ e-sport ကလည်းအကစားဖြစ်လာပြီလေနိုင်ငံအဆင့်အာပြီးတော့တဲ့ခါကျတော့ကမ္ဘာအဆင့်မှာဖြစ်လာပြီဖြစ်တာဖြစ်တဲ့အတွက်လူငယ်တွေကြားထဲမှာလည်းဒီထက်ပိုပြီးတော့တွင်ကျဲစီခြင်းနဲ့လူငယ်တွေအားလုံးကိုလည်းကျွန်တော်တို့ ့လူကြီးတွေအားလုံး support ပေးနေပါတယ်ဆိုတော့သိစေချင်တယ်အဓိကတော့လူငယ်တွေကိုဒါ support ပေးချင်တယ်ပတ်ပိုးပေးချင်တယ်လူငယ်တွေအိမ်မက်တွေအတွက်တချို့လက်ခံမိချင်ပါပြီဖြစ်တာပါရှင့်โอเคပါရှင့်အာအခုလို e sport ပြိုင်ပွဲတွေကပေါ့နော်တပီတို့လိုတက္ကသိုလ်ကျောင်းသူကျောင်းသားတွေ e sport ကိုစိတ်ဝင်စားတဲ့ကျောင်းသူကျောင်းသားတွေအတွက်ဘယ်လိုမျိုးအခွင့်အလန်းတွေပေးဆွနိုင်မယ်လို့ဒီချိန်အနေနဲ့ထင်ပါတယ်ရှင့်ပထမတစ်ချက်ကတော့အတွေ့အကြုံမို့တမီးရဲ့တိလာဟိုပြိုင်ပွဲတစ်ခုကိုဝင်ရတာဖြစ်တာဖြစ်တဲ့အတွက်စိတ်သက် ကြိုတင်ပြစ်စင်မှုတွေအရန်ရေးကြီးလာတယ်ပြီးတော့ဒီဒီပူပေါင်းမိဆောင်ရွက်ရတဲ့ကိစ္စတွေဖြစ်တာဖြစ်တာဖြစ်တွေ့ပူပေါင်းဆောင်ရွက်မှုမှာလည်းပိုပြီးအားကောင်းလာမယ်ပြီးတော့အခါကျရင်ပြိုင်ဆိုင်မှုတစ်ခုဖြစ်တာဖြစ်တဲ့ဖြစ်တဲ့အတွက်တည်ယူမှုအားကောင်းလာမယ်တချက်ယုံကြည်တာကြတော့ပြိုင်ဆိုင်မှုတိုင်းမှာအလုံးကတော့ပထမရကြံလို့ပြန်ကြတာပေါ့နော်ဒါပေမဲ့ပထမမရခဲ့ရင်တောင်မှကိုကဒီခီးလန်းစင်ကနေတည်ယူနိုင်နေဆိုရင်ပိုကောင်းတဲ့လူတယောက်အဖြစ်ဒါပို့ပြီးတော့ပြောင်းလဲလာနိုင်တယ်လေအဲ့ဒါကြောင့်မို့ခွန်လန်းနေအများကြီးရှိပါတယ်ပြီးဒီကနေမှတစင်ခုစင်ကာပူတော့ပြန် ကြမယ်ပြီးတော့အဲ့ဒီကနေမှတစင်နိုင်ငံအစစ်အစစ်နဲ့ပြန်ကြမယ်ဖြစ်တာဖြစ်တော့လူငယ်တွေအတွက်ကိုအရန်ကိုကောင်းတဲ့အခွင့်အလမ်းတစ်ခုလို့ဒီချက်မြင်ပါတယ်အပြုလုပ်ပေးတဲ့သမီးတို့သားတို့လည်းတစ်ချက်ဒီနေ့နေ့ကျေးဇူးအများကြီးတင်ပါတယ်ပြန်မဝင်ကြတဲ့ကျောင်းသားကျောင်းသူတွေနဲ့လူငယ်တွေနဲ့တစ်ချက်ချဲတဲ့လူငယ်တွေအားလုံးလည်းတစ်ချက်ဒီနေ့ကနေဂုဏ်လေးယူတယ်ကျေးဇူးလေးတင်ပါတယ်လို့ပြောချင်ပါတယ်အာတစ်ချက်နေ့တစ်ချက်တို့အနေနဲ့ပေါ့နော်အခုလို e-sport ပြိုက်ပွဲတွေကိုနောက်ထပ်ကောအကြောင်းမှာဆက်ပြီးတော့လက်ခံပြီးကျင်းပဖို့ရှိသေးလားရှင်။အော်ရှိတာပေါ့ဒီချိုးရစီမှာ Imperial Esports Club လည်းရှိတယ်ပြီးတော့ချိုးရ MIC ကလေ Sport နဲ့ Art နဲ့အဲ့အဲ့ Academic နဲ့ကို Balance ဖြစ်အောင်လုပ်တာပေါ့နော်အဲ့ဒါဖြစ်တာဖြစ်တဲ့အတွက်ဒီတချို့အကြောင်းကလူငယ်တွေမှမဟုတ်ပါဘူးဒီလူငယ်ဘယ်လိုလူငယ်မျိုးမဆိုလိုအပ်တဲ့အကူအညီရှင်ချိုးရစီလာပါချိုးတခုဆိုလည်းဒီလိုပဲလေတစ်လာဟိုလိုအပ်တယ်ဆိုဟာရတယ်သားကြီးချက်ချင်းချက်လုပ်ပေးလိုက်တာပဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မို့ချိုးမြန်မာ Imperial College MIC ကလူငယ်တွေအားလုံးအိမ်မက်တွေ အတွက်အသင့်ရှိနေပါလေလို့ဟုတ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီကနေ့လာရောက်ရှင်ပြိုင်နဲ့အာတက္ကသိုလ်ကျောင်းသားတွေပြိုင်ပွဲဝင်တွေအကုန်လုံးကြွားချင်းနေတဲ့ RP စကားလေးပြောပြပါအောင်ရှင်အဲတချက် RP စကားကတော့ပထမဦးဆုံးကတော့ကိုကဝါသနာပါတာလောက်ကြတာပေါ့နော်ဝါသနာပါတာလောက်တဲ့ဟာမှဖြစ်တာဖြစ်တော့ပထမဦးဆုံး နံပါတ်1တစ်ချက်ပျော်ရွှင်မှုရတယ်။ပေါင်းတဲ့ပြီးတော့ပျော်ရွှင်မှုလုပ်ပြီးတဲ့ခါကျပြိုင်ပွဲတွေဝင်လာတဲ့ခါကျတော့စနစ်တကျဆောက်လုပ်ရပြီ။အခါကျတော့ sequence ဆိုတဲ့တန်ဖိုးသိလာတယ်။အဲ့တော့ဝါသနာပါတဲ့ဟာဝါသနာမှာပဲမရက်ပဲနဲ့ကိုယ့်ရဲ့ professional career ဖြစ်အောင်စ조사မှုအားထုတ်ပြီးတော့ဒီနိုင်ငံနဲ့လူမျိုးကုံဆောင်တဲ့သူတွေဖြစ်ကြပါစေ။ဟိုကိုဝါသနာပါတဲ့ဟာလောက်ရတာလောက်ခွင့်ရတဲ့အချိန်တိုင်းကိုတန်ဖိုးထားပြီးတော့တခြားလူတွေဝါသနာပါတာလောက်ခွင့်ရဖို့ကိုလည်းဖိမပေးကူညီတဲ့သူတွေဖြစ်ကြပါစေ။ပြီးတော့ အဝင်မှုအင်ဘက်တွေထဲမှာပျော်ရွှင်တဲ့သူတွေဖြစ်ကြပါစေလို့ချက်ဆုတောင်းမိပါတယ်ဟုတ်အခုလိုချိန်ပေးပြီးတော့ဖြစ်ကြပေးရတဲ့ချက်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ချက်လည်းကျေးဇူးတင်ပါတယ်သမီးတို့ရောသားတို့ရောကြည့်ရှုပေးနေတဲ့သူတွေအားလုံးကို e-sport ကိုဝါသနာပါတဲ့လူငယ်တွေကလေးတွေအားလုံးကိုလည်းချက်ပြောချင်ပါတယ်ဒါကတစ်ချိန်ချိန်မှာအခုလည်းတကယ်ကိုဖြစ်နေပြီးတကယ်အားကစားတစ်ခုဖြစ်လာပြီပေါ့နော်ဒါကိုဝါသနာပါလို့ကစားတာမဟုတ်ပဲနဲ့အားကစားတစ်ခုအနေနဲ့ယူရပြီးတော့ဒီထက်ပြန်မအောင်နိုင်ငံကိုလည်းဒီထက်ပို့ပြီးတော့ဟိုဘလို့ခေါမလဲကိုကြောင့်ပို့ပြီးလူတည်တဲ့ င်ငံဖြစ်အောင်လူတုံတဲ့တတ်တဲ့ထူးချင်တဲ့လူငယ်တွေဖြစ်အောင်စူးစမ်းကြပါလို့ချက်ဒီနေ့ပြောချင်ပါတယ်ရှင်